ကိုယ့်ရဲ့ခြေပွားတွေတုံးတက်လာအောင်ခြေထောက်တွေတန်မာလာအောင် Warrior 2 Yoga ကျင့်စဉ်ကိုနှံ့ရန်အသုံးပြုပြီးလေ့ကျင့်ကြမယ်။ခြေထောက်နှစ်ဖက်ကိုဘေးကိုချဲလိုက်ခြေပွားနဲ့နှံ့ရန်ကြားမှာ block တုံးခံထားမယ်။ခြေထောက်ရဲ့အကွာအဝေးကဘလောက်ချဲရမလဲသိချင်ရင်လက်နှစ်ဖက်ကိုဘေးကိုဆန်းထုတ်လိုက် ကိုယ့်ရဲ့လက်ဖနှောင်းနှစ်ခုနဲ့ခြေဖနှောင်းနှစ်ခုကမြင်းတလိုင်းနဲ့ဖြစ်ပြီးဆိုရင်ဒီအနေထားအတော်ပဲထက်ညစ်စရာမလိုတော့ဘူးပြီးရင်လက်နှစ်ဖက်ကိုခါမှပြန်ထောက်ညာခြေဘွားအပြင်ဆောင်းဒီ block တုံးတွန်းနေရယ်ညာခြေဘွားအတွင်းဆောင်းဒီဖျားဘက်ကိုဖိချနေအဲ့ဒီအာနဲ့ညာဒူးအဆန်အောင်မတင်ညာပေါင်ကြွတောင်းညှင့်မယ်ညာဘက်တင်မအောင်ဖျားဘက်ကိုတွန်းပို့မယ် ခန်းစားချက်လေးကိုခန်းစားကြည့်မယ်။ညာခြေထောက်ကအနေထားမှန်ပြီဆိုရင်ဘယ်ခြေထောက်ကိုလာမယ်။ဘယ်ဒူးလေးနည်းနည်းလေးကွေဘယ်ခြေချောင်းတွေကိုဘယ်ဘက်ကိုညွှန်မယ်။ဘယ်ခြေဖနှောင်းနဲ့ညာခြေဘွားအလေအခွက်နေရာကမြင်းတလိုင်းနဲ့ဖြစ်ရမယ်။ပြီးသွားရင်ဘဲဘက်ခြေဘွားအတွင်းပြင်နေပြီဘဲဒူးအဆန်ကိုမတင်ဘဲပေါင်ကျွတ်သားကိုညှစ်ပြီးတော့ဖြည်းဖြည်းချင်းဘဲခြေထောက်ကိုဆန့်ထုတ်လာမယ်ခြေဘွားအတွင်းပြင်နေဖိနေရဲ့ ဒူးဆန်လေးကိုညှစ်ထားတယ်။ပေါင်ချက်သားတွေညှစ်ထားတယ်။မင်းညောင်ရိုးကိုဖျာဘက်ကိုတွန်းပို့နေ။အဲ့ဒီခန်းစားချက်တွေကိုခန်းစားပြီးတော့လေ့ကျင့်နေမယ်။ကိုယ့်ရဲ့ခြေပွားကိုသုံးတက်လာအောင်လို့လေ့ကျင့်မယ်နော်။ဒီနေရာမှာခြေပွားနဲ့ခြေထောက်အနေထားမမှန်သေးပဲနောက်တစ်ဆင့်မသွားဘူး။ခြေပွားနဲ့ခြေထောက်အနေထားမမှန်သေးပဲနောက်တစ်ဆင့်တက်လိုက်ရင်ကိုယ်သုံးရမယ့်နေရာကိုမသုံးနိုင်မဲနဲ့မလိုအပ်တဲ့နာကျင်မှုတွေကိုခန်းစားရလိမ့်မယ်နော်။အဲ့တော့ဘာလုပ်ရမလဲ။ခြေပွားနဲ့ခြေထောက်အနေထားမှန်အောင်လို့ preparation ဒီအရေးကြီးတယ်။အားလုံးဆင်သင့်ဖြစ်ပြီဆိုတော့မှဘဲဒူးကိုကွေးချမယ်နော်။ဘဲဒူးကိုကွေးချလာမယ်။ဒီမှာဘဲဒူးကိုကွေးတဲ့အချိန်မှာအနောက်ကဆန့်ထားတဲ့ညာခြေတောက်ကိုမတုံးရင်ခန္ဓာကိုယ်အပေါ်ပိုင်းကကွေးထားတဲ့ဒူးဘက်ကိုယိုင်လာလိုက်မယ်။အနောက်ကဆန့်ထားတဲ့ညာခြေတောက်ကိုတုံးမယ်။ခန္ဓာကိုယ်အပေါ်ပိုင်းကိုအလဲကိုတွန်းဖို့ဘဲဒူးကိုထပ်ပြီးတော့ကွေးချမယ်။ နောက်ကစမ်းထုတ်ထားတဲ့ညာခြေပွားဆောင် အပြင်ဒီ block တုံးကိုတွန်းနေညာခြေပွားအတွင်းဆောင်ဒီဖျာဘက်ကိုဖိချညာဒူးဆောင်မတင်ညာပေါင်ကျက်သားကိုညှစ်ဘဲဒူးကိုထက်ကွေးချခန္ဓာကိုယ်အပေါ်ပိုင်းကိုအလေကိုတွန်းပို့မယ် okay เนาะခြေပွားနှစ်ဖက်လုံးရဲ့အတွင်းနဲ့အပြင်တွေကိုတိကျတုံးမယ်မင်းညောင်ရိုးကိုဖျာဘက်ကိုတွန်းပို့နေခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းကကွေးထားတဲ့ဒူးဘက်ကိုမရရန်အောင်လို့ ဆန့်ထားတဲ့ခြေတော့ညာခြေတော့ကိုတိချာသုံးမယ်။ကွေးထားတဲ့ဒူးကလည်း90ဒီဂရီဖြစ်ရမယ်။ဖြာနဲ့မြင်းပြိုင်ဖြစ်ရမယ်နော်။ကိုယ့်ရဲ့ခြေပွားအတွင်းပြင်လေးသုံးနေပြီးတော့မှလက်ကိုပခုံးနဲ့တံတန်းနဲ့ဘေးကိုဆန့်ထုတ်မယ်။ရင်မက်တဲ့ပခုံးနဲ့အနောက်ကိုဆွဲဖွင့်ထားတယ်။လက်မောင်းချက်သားတွေတုံးနေတယ်။ခနာကိုအပေါ်ပိုင်းကိုအာယုံဆိုင်လိုက်တဲ့အချိန်မှာခနာကိုရဲ့အောက်ပိုင်းကအာယုံမလွတ်သွားဘူး။ပုံခုနကပုံစံလိုမျိုးပဲခြေထောက်ကိုပြန်တုံးနေမယ်။ ပြီးတော့မှလက်ကိုခါမှပြန်ထောက်ဘဲခြေဘွားအတွင်းပြင်လေးဖိဘဲပေါင်ကျက်သားကိုညှင်းနဲ့ဘဲခြေထောက်ကိုဆန့်ထုတ်မယ်ခြေချောင်းလေးတွေကိုရှေ့ဘက်လေးကိုပြန်လှည့်ဒူးနှစ်ဖက်လုံးကိုယ်အတွင်းဘက်ကိုဖြည်းဖြည်းချင်းစီလှမ်းလာမယ်ခြေောင်းနှစ်ဖက်ကိုဆုတာဒါသနာမှာပြန်နေမယ်နော် လေ့ကျင့်တဲ့သူကတော့ဘက်ပြောင်းပြီးတော့နောက်တစ်ဖက်ကိုလေ့ကျင့်နိုင်မယ်နော်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်